တင်ငင်းဆိုတာရှိရယ်2011လား2012လားမသိအဲ့ချိန်မှာငင်းလောက်တဲ့ချိန်မှာဒီရေနှန်းဆောင်ကြီးကအောက်ထဲကိုသူကမြေမြွားတာသူကမြေကျုံသွားတာပေါ့အောက်ထဲမှာကျုံသွားချိန်မှာခု2025ငင်းထပ်လောက်တဲ့ချိန်မှာဒီရရဲ့ထပ်ပေါ်လာတာပြန်ပေါ်လာတာပေါ့အဲ့ချိန်မှာဒီရကြီးကိုပထမကတော့တိုင်းရိုးရိုးအုတ်တိုင်းပေါ့အုတ်ရိုးလိုပဲထင်ကြတယ်နောက်ပိုင်းမှာရှေးအောင်တွေကိုပြောရတဲ့အချိန်မှာဒီရှေးအောင်တွေကဒီမှာဆက်တူတဲ့အချိန်မှာဒီမှာလှေကားတွေဖြာတွေပေါ်လာတာလှေကားတွေပေါ်လာတာဒီဘက်ကအုတ်ရိုးရဲ့ပုံစံပန်းကတုတ်တွေကကျတော့ဒီဘက်ကဟိုဟာရင်တော့ပေါ်နေတဲ့ ပုံတရံတိုင်းပေါ်တဲ့အချိန်မှာဒီယာနဲ့တစ်ဆက်ထမ်းမှန်းသိတာအချိန်မှာဆက်တူပဲတဲ့အချိန်မှာဒီယာနဲ့ပုံတရံတူးနေတာလေခုအားဟိုဘက်ဒီဘက်ဆက်တူမှာပေါ့လို့ရှင်နန်းတော်ကျတော့မိုင်းတော့ငင်းလောက်တဲ့နေပေါ့28ရက်နေပေါ့အဲ့နေကကျတော့မိုင်းစပေါ်တာသူတို့ကငင်းလောက်ပြီးတော့မိုင်းဒီမှာလာကြည့်ကြတော့လေငင်းအเจ้าနေကနေဒီဘက်ကအော်ရိုးလေးရရင်စပေါ်တာပေါ့ခုမှဒါလေးရှေ့ရောက်နေရခေါ်လိုက်မှ နဲ့ခုမှလာရနည်းနည်းပေါ်လာတာပေါ့ဒါရင်တော့ရင်တော့မိုင်းလေးပြိုင်ပွဲလေးလို့ဘာလို့ကြည့်ရနေရလဲရေရေနန်းတော့လို့ခေါ်တာပေါ့ရခုကကျတော့မိုင်းသူဆရာတော်ဘုတ်ကြောင်းကြောင်းလို့လည်းခေါ်တယ်ဒီနေ့ကကျတော့မိုင်းရင်တော့ရွှေရဲရဲ့ဘက်ကနေလေသူကရင်တော့သူကလှေပါပြိုင်တာပေါ့လှေပါပြိုင်တဲ့အချိန်မှာဒီဘက်ကဝါသွားအောင်ဆိုရင်ဒီဘော်ဒီရေတက်တယ်ဒါကကျတော့ကြောင်းကြောင်းနှစ်ထပ်ဆိုတော့အပေါ်တက်ကနေကြည့်ကြတာလှေပြိုင်ပွဲလေးပါဆိုမိုင်းသူကဒီဘက်ကနေကြည့်တာပေါ့သူကဒီကကျတော့ဆရာတော်ဘုတ်ဆိုတာမိုင်းကကြောင်းကမင်းကိုကိုရဲ့ဆရာတော်ဘုတ်လေဆရာတော်ဘုတ်ကကျတော့သူက သူကရန်တကိုးကြီးတဲ့ကိုရင်နှစ်ပါးကိုရင်နှစ်ပါးကိုသူကမွေးစားလိုက်တာမွေးစားရတဲ့အချိန်မှာကိုရင်နှစ်ပါးကဒီမှာတကိုးကြီးလိုက်အချိန်မှာတာယာဝီမင်းစွာရှိတယ်တာယာဝီမင်းကကျတော့သူကအုံတော့မကောင်းတဲ့ဖခင်ပေါ့အဲ့အချိန်မှာတာယာဝီမင်းကဒီကိုရင်နှစ်ပါးဒီသမီးတို့အင်းဝါနိုင်ငံတော်ရဲ့ဒေါ်လာမှာစိုးပြီးတော့ဒီသူတို့နှစ်ပါးကိုဖမ်းမဲ့အချိန်မှာပေါ့ဖမ်းမဲ့အချိန်မှာဆရာတော်ဘုရားကညတို့ဒီမှာမနေနဲ့တော့တခြားနေရာကိုသွားတော့ဆိုပြီးတော့လမ်းညွှန်ပေးတဲ့အချိန်မှာသူတို့ကဟိုဘက်ကဟိုဘက်ကကိုကူးသွားကြတာကူးသွားအချိန်မှာဆရာတော်ကအဲ့လိုဘာလို့လုပ်ပေးရလဲဆိုပြီးတော့ဆရာတော်ဖမ်းလိုက်တာ ဖမ်းတဲ့နေရာလဲဆရာတော်ဥပ္ပိုလ်ရဲ့တရင်သုံးခဲ့တဲ့နေရာပေါ့ဆရာတော်ဥပ္ပိုလ်ရဲ့စာကြည့်ရိုက်ပေါ့အဲ့နေရာမှာသူကဖမ်းလိုက်တာဖမ်းတဲ့အချိန်မှာဟိုဘက်ကိုရင်းနှပါသူကတကိုးကြည့်လိုက် အချိန်မှာသူကအာရုံရတာသူ့ရဲ့အာရုံထဲမှာပေါ့ဆရာတော်ဥပ္ပိုလ်ဖမ်းထားတယ်ဆိုတော့အာရုံရတဲ့အချိန်မှာသူတို့ဘက်ကနေကြောက်တော်ကြီးနှစ်တုံးရှိတယ်ကြောက်တော်ကြီးနှစ်တုံးကရမ်းကြည့်မှတယ်သူကအဲ့ကြောက်တော်ကြီးနှစ်တုံးနဲ့လှမ်းပြီးပြစ်တဲ့အချိန်မှာဒီဘက်ကမရောက်ဘူးလေဒီဘက်ကမရောက်ဘူးဆိုတော့ဘေးရောက်တော့ရောက်ပြဆိုတော့ဒီဘက်မှာအိုရိုင်ရိုင်တိုင်းပါဆိုတာရှိတယ်အိုရီပါလေလောက်တဲ့နေရာပေါ့အိုရိုတန်ယူပါဆိုတာရှိတယ်အဲ့ယူပါမှာတော့ကတ်တာခုချိန်ကြီးရှိသေးတယ်အဲ့ကြောင်တော့ကြီးကအဲ့ချိန်မှာ တာယာဝီမြာကိုရင်နပါတကိုကြီးမန်းတဲ့အချိန်မှာအဲ့ဒီဆရာတော်ဥပ္ပိုလ်ကိုပြန်ပြီးလွတ်ပေးတာလွတ်ပေးတဲ့အချိန်မှာကိုရင်နပါကဒီကိုပြန်လာပြီးတော့ဆရာတော်ဥပ္ပိုလ်နေဖို့ဆိုပြီးတော့ចောင်းဆောင်ဆောက်ပေးခဲ့တာရှင်နန်းဆောင်လေအဲ့လိုဆောက်ပေးခဲ့ချိန်မှာဆရာတော်ဥပ္ပိုလ်ចောင်းဆောင်ကိုဒီမှာရေးပိုင်းနဲ့လေရွာသွားတော့ဆိုဒီမှာရေးရေးဝင်တဲ့ချိန်မှာလေပြိုင်ပွဲလေးပါလာကြည့်ကြဒီမှာဆရာတော်ဥပ္ပိုလ်ចောင်းဆောင်မှာလာပြီးကြည့်ကြတာရှင်နန်းဆောင်ကိုခေါ်တာပေါ့ရေးအောင်နန်းတော်လို့လည်းခေါ်တယ်သူကရေးရေးအောင်မှာတဝက်ကမြုပ်နေတော့လေရေးအောင်နန်းတော်လို့လည်းခေါ်ကြတယ်သူကမြုပ်ထတာမဟုတ်ဘူးသူကရေးဝင်ပြီဆိုရင်ចောင်းဆောင်ကတဝက်မြုပ်သွားတာ ဒီကရှေးဝင်ပြီဆိုရင်လေရှေးကနည်းနည်းနှစ်တယ်။ကျောင်းတော်ကြီးကတဝက်မြုပ်သွားတာသူအပေါ်ပိုင်းတသားချောင်းကြီးပဲပေါ်နေ။အောက်ကအင်္ဂလိပ်ကကျတော့မှမြုပ်သွားတာ။အဲ့လိုမို့။ဟုတ်။ဒါပေမဲ့ငေးလက်ပဲချိန်မှာခေါင်းမှာကဘာတွေပြိုတယ်လူတွေဘာဖြစ်ကြတဲ့တုန်းဆိုသွားကြည့်ကြတာ။သွားကြည့်ရချိန်မှာဒီဘက်မှာငေးအကြောင်းနေတယ်ကိုသွားကြည့်ကြ။ကြည့်ရချိန်မှာငေးအကြောင်းတစ်ချောင်းလုံးတို့လိုက်ကြည့်ကြ။ကြည့်တော့ဒီဘက်မှာအုတ်ရိုးကပေါ်နေ။အိုးရပေါ်တော့ဒီမှာလူကြီးရနေပြီးတော့တိဝါအချိန်မှာရှေးအောင်ကိုသွားပြီးတော့အကြောင်းကြားတာရှေးအောင်မှာအကြောင်းကြားပြီးတော့ရှေးအောင်ကဒီမှာလာကြည့်တယ်။ဘာမှတန်းနေပါတင်ပြီးတော့ဒီမှာ တူဖို့ကြီးအချိန်မှာဟိုဘက်ကဟာနဲ့တူနေတော့ဒီမှာရင်နှန်းတော့မသိဘူးလားရင်နှန်းတော့မသိတာဆိုတာကျတော့တမိအဖေကလေရင်တော့ကသူနဲ့ခင်တဲ့ဦးလေးတယောက်ရှိတယ်ဦးလေးတယောက်ကကျတော့သူကရှင်းတော့ကစမ်းစာဦးတေးလို့ပါလို့ရှိရဲ့သူစီမှာရှင်းချင်းမှာအဲဦးလေးကျန်းတော့ဖောက်ဖို့အဖေကလေးရပေါင်းပါတယ်ပေါင်းလိုက်အချိန်မှာနောက်ပိုင်းမှာအဲဦးလေးကနင်းမလို့ဖောက်ခိုင်းနေဆိုပြီးတော့ဖေးကနေပြီးတော့အဲဦးလေးကစမ်းစာခဏငါရေဖတ်လိုက်တဲ့အချိန်မှာဒီမင်းတို့အကြောင်းရဲ့အရှိမရောက်တော့မှရှိတယ်တဲ့ရင်နှန်းဆောင်ပေါ့ရင်တော့ကလည်းဆက်တော့ဖို့အကြောင်းဆောင်ရှိတယ်ဒါကမြေမြွားတယ်ဆိုတဲ့အကြောင်းကိုအကြောင်းမလို့သိရပါဟုတ်ရှင်နှန်းဆောင်ကိုလာကြည့်လို့ရှိတယ် တိတော့ပုံမှာတင်လိုက်လို့လေဒီအရရဲ့နည်းနည်းခစ်ဆဝရတာကိုပောက်ဝရတာပေါ့ပောက်ဝါချိန်မှာဒီမှာလာတဲ့ဧည့်သည်တွေကမင်းတို့အကြောင်းမလာတော့ဘူးရှင်နှန်းဆောင်ဘယ်မှာရှိလဲအဲ့လိုမေးကြတယ်ရှင်နှန်းဆောင်လာရပြီးတော့ကြည့်ရလို့လည်းများတယ်ဒါပေမဲ့ကျတော့လေဒီဘက်ကကျတော့ဓာတ်ပုံရိုက်လို့ဘာလို့ရသိတ်ဝါသနာမပါတဲ့ဧည့်သည်တွေကများတော့ဒီမှာကျတော့သမို့ကျတော့လေဓာတ်ပုံနေပိုင်းလည်းသိတ်မရိုက်ကောက်ဘူးပေါ့ရှင်နှန်းဆောင်မလိုက်ပြရတာအဓိကကျတော့ဟုတ်ချိုးချိုးသူရမှာဆိုတော့ကျတော့လေမိုင်ဒီကကျတော့ရှင်နှန်းဆောင်ပေါ်ဘူးလိုက်ဆိုရင်ဧည့်သည်တော့လာမှာပေါ့ဧည့်သည်လာပြီးဆိုရင်တော့သမို့လည်းဒီမှာစားဖို့နေအဆင်ပြေတယ်လေဟုတ် နည်းနည်းပြောတာပေါ့ဘာလို့ဆိုတော့เมนูအောက်ကြောင်းရိုက်ပြောတော့ကျွန်တော်တခါဝမ်းနေမိတယ်ရေနှမ်းဆောင်ပေါ်လာကြတော့လဲစိတ်ထဲမှာဘလို့မှမခံစားဘာလို့ဆိုတော့အဲ့ချိန်ကျတော့ဧည့်သည်လည်းမလာသေးဘူးလေခုကကျတော့ရေနှမ်းဆောင်ကိုတိတော့ပေါ်တင်းနေတာဘယ်သူမှတော့တမိလည်းမသိတာတိတော့ပေါ်တင်းရဲ့အချိန်မှာရေနှမ်းဆောင်ကပေါက်သွားတာပေါက်သွားချိန်မှာခုကကျတော့ဧည့်သည်လေးပါနည်းနည်းလာတော့နည်းနည်းလေးစိတ်ထဲမှာလည်းတက်တာဝါတာပေါ့စိတ်စိတ်ချမ်းသာပေါ်တာပေါ့လို့မို့အဲ့လိုကြတမိလည်းဧည့်သည်စံနာကိုဖြစ်ပြရမှာပြီးတော့လိုက်ပြပေးချိန်မှာဟုတ်ဖုန်းနံပါတ်ကတော့ရှိရဟို3996 9493 ိုက်ဖုန်းနံပါတ်ပေါ့ဒီကသမီးကကျတော့ဖုန်းတွေပါကြကိုင်းလို့မရဘူးဖုန်းကလည်းကိုယ်ပိုင်ဖုန်းမရှိဘူးသမီးအမေကကျတော့အဓိကဧည့်သည်တွေပါဖုန်းနံပါတ်ပေးပြီဆိုရင်အမေဖုန်းနံပါတ်ကိုပဲအဓိကပေးတာပေးပြီဆိုရင်ဧည့်သည်တွေကချစ်စုဝေရှိလားအဲ့လိုမေးကြတယ်သမီးနာမည်ရင်းကချစ်စုထွန်းချစ်စုဝေလို့လည်းခေါ်တယ်ချစ်စုဝေရှိလားလို့မေးကြတယ်အချိန်မှာအမေကသမီးကိုပေးတာဖုန်းအဲ့လိုပေါ့ဖုန်းကတော့ကိုယ်ပိုင်ဖုန်းတွေပါကြမရှိဘူးဒီကအဓိကအမေဖုန်းနံပါတ်တစ်ဖက်သုံးတာဆိုတော့လေဟုတ်သမီးကကျတော့6နှစ်သမီးကစရှင်လာခုကကျတော့သမီးတက်က73နှစ် ဆက်လေးနေထိုင်ဝင်နေပြီပေါ့6နှစ်သမီးကနေစရှင်ခဲ့တာတမန်ယောင်းနေတပုန်နေပါကြတော့6နှစ်သမီးကစပြီတမန်ယောင်းရှင်းတာကိုကသမီးအကိုကတင်ပေးတာပေါ့သမီးကိုကရင်တော့ကဒီမှာလောက်ဆတာပဲသမီးကိုကလေသမီးကိုကအခုကျတော့လူလူဖြစ်သွားပြီဆိုတော့လုပ်ငန်းလေးပါရှာနေတာလေလက်သမားလို့ပါလို့လေလုပ်ငန်းလေးပါရှာနေခုကကျတော့သမီးအကိုကပြော့ပြတဲ့ဟာလေသမီးကပြော့ပြပြီးတော့တပုန်နေပါရိတ်တင်တာပေါ့တင်ပြီးတော့ဒီမှာသမီးကအလိုလိုက်ပြော့ရိုက်ပေးတာဧည့်သည်တွေပါဆိုရင်ခုကနဲ့တွေ့လို့တော့မရဘူးသူကရင်တော့ကအရင်တော့ဟာနဲ့တွေ့မယ်ဆိုရင်ကိုဧည့်သည်တွေပါကြတယ်ဆိုရင်တနည်းကိုသမီးကဟိုပါပေါ့ချီချင်းပြီးရဆိုတာကျတော့ တနေ့ကို3-4တောင်းလောက်ရတယ်အဲ့လိုပေါ့ဧည့်သည်တွေပဲကြရတဲ့အချိန်ပေါ့ဧည့်သည်တွေဘိုးမင်းရပေးတဲ့နေ့ပေါ့တချို့ဧည့်သည်ကြတော့လေဧည့်သည်ကြပြီးတော့ငိုးနည်းနည်းပေးတဲ့နေ့လည်းရှိတယ်အဲ့လိုမျိုးအဲ့ကြတော့လေဟောပေါ့တနေ့ကို9,000 6,000 9,000အဲ့လောက်ပဲရတာအဲ့လောက်ပဲရတာပေါ့တကယ်ဧည့်သည်တွေဘိုးမင်းရပေးတဲ့နေ့ကြတော့လေးငွေတောင်းလောက်ရတယ်အဲ့လိုမျိုးဒီမှာကြတော့လေဧည့်သည်တွေပိုင်းနည်းနည်းလာသေးခြင်းနဲ့အဲ့လိုဧည့်သည်တွေပိုင်းဆိုရင်လေရင်းနှီးဆောင်တမိုင်းကိုတမီးကလေးလာပြီးတော့တမိုင်းရောင်းနေပိုင်းလိုက်ရှင်းပြပေးခြင်းဒီမှာဧည့်သည်တွေပိုင်းဆိုရင်လေတမီးကလာဖို့ဖိတ်ခေါ်ခြင်းပါတယ်လို့အောက်